ပုဂ္ဂိုလ်ကိုချမ်းသာခြင်းအောင်ဆောင်ခြင်းကငွေကြေးကျက်တဲ့ခြင်းတန်းစားပဲဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ဒီနေ့မှာတော့ကျွန်တော်ကငွေကြေးအကျက်တဲ့ဖြစ်စေနိုင်တဲ့အကြောင်းလေးတစ်ချက်ကြောင့်ကိုပြောပြပေးသွားခြင်းပါတယ်။ကျွန်တော်ငွေကြေးသုံးဆွဲတဲ့အခါမှာပုဂ္ဂိုလ်ချမ်းသာခြင်းအောင်ဆောင်ပြီးတော့သုံးဆွဲတာလေ။ငွေကြေးကျက်တဲ့ခြင်းရဲ့တန်းစားတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်လူသဘောတဘာဝတစ်ခုရသူများသုံးလို့ရှိရင်ကျွန်တော်တို့လိုက်သုံးခြင်းနဲ့သူများဝယ်ရင်ကျွန်တော်တို့လိုက်ဝယ်ခြင်းနဲ့ သူများတွေကစိန်ခံပစ္စည်းတွေနဲ့စိန်ခံပြီဆိုတော့ကျွန်တော်တို့ကစိန်ခံပစ္စည်းတွေလိုက်ဝယ်ခြင်းကြရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုယ့်ကိုယ်ကိုအများအမ်းမေးဖို့မဖြစ်မနေမေးရမယ့်မေးခွန်းတစ်ခုကပါလဲဆိုရင်ကိုကတခြားသူတွေလိုဝင်ငွေကောင်းအောင်ရှာနိုင်ပြီလားကိုကတခြားသူတွေလိုဝင်ငွေကောင်းတဲ့ရှင်နေမြုံနှံမှုတွေတည်ဆောက်နိုင်နိုင်ပြီလားပေါ့နော်ဒါမေးဖို့အင်ပလန်ရည်ကြည်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ middle class လို့ခေါ်တဲ့လူလက်တန်းစားတွေမှာ3ပြရမယ်အချက်တစ်ချက်လို့လဲ အပြောမဲ့ထင်ပါတယ် middle class အများစုကသူတို့ကဒီ professional ဒီဖြစ်တဲ့အလျောက်ပေါ့နော်သူတို့မှာဒီလောက်ကိုင်းနဲ့ပတ်သက်လို့သူတို့ရဲ့ဒီ professional ပတ်သက်လို့အကျွမ်းကျင်မှုကောင်းကောင်းရှိကြတယ်သူတို့ကဒီအလုပ်ကောင်းကောင်းလည်းရှိကြတယ်နောက်တစ်ခုကဘယ်လိုကောင်းကောင်းလည်းရှာနိုင်ကြတယ်ပေါ့နောက်တစ်ခုကသူတို့ကဘာလဲဆိုရင်သူတို့ရဲ့ဘီနာမှာချမ်းသာကြွားတဲ့သူတွေတထေးတွေလည်းဒါရှိနေတတ်ကြတယ်ပေါ့လေသူတို့ငွေကြေးတတ်နိုင်တဲ့သူတွေကြွားတဲ့သူတွေနဲ့ ဲမိတ်ဆွေပေါင်းသင်းဖြစ်မယ်သူတို့နဲ့နှီးစပ်မယ်ဒီလိုနဲ့သူဘေးနားလူတွေကငွေကြေးတတ်နိုင်တဲ့သူတွေကပစ္စည်းတစ်ခုဝယ်ပြီဆိုလို့ချင်းသူလည်းအားကြပြီးတော့လိုက်ဝယ်ခြင်းနဲ့ဟာမျိုးရှိတယ်။ဥပမာထားပါတော့ကိုဘေးနားလူကအမှဒီဖုန်း epic version တစ်ခုထွက်လာပြီဆိုရင်သူလည်းလိုက်ပြီးတော့ခိုင်ခြင်းနဲ့ဟာမျိုးထားပါတော့ငွေကြေးကျော်သွားတဲ့သူတယောက်ကအမှဒီ luxury car တစ်စီးရှိပြီဆိုရင်သူလည်းငွေကြေးအထိုက်လောက်တတ်နိုင်တယ်ဆိုလို့ချင်းဒီ luxury car လိုက်ပြီးစီးခြင်းတာမျိုးဖြစ်လာတယ်ပေါ့နော်။ဆိုတော့ငွေငွေအထိုက်လောက်ပဲရှိနေတဲ့အချိန်မှာကျွန်တော်တစ်ဖက်မှာလည်းပဲဒီ ဟိုအကျွေးစနစ်တွေကျွန်တော်တို့အရေးကြတွေလုံးနေနဲ့အဲဝယ်ဖို့ခွင့်လန်းလဲရှိနေတဲ့အချိန်မှာကိုကဒီပစ္စည်းကိုအရင်ဆုံးဒီ block person တော့ကျွန်တော်တို့ထောင်းပေးမှပေးထားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီလုံးနဲ့ဝယ်လို့ရတယ်ဆိုကျွန်တော်တို့က live ဝယ်ဖြစ်ဖို့အခြေအနေများတယ်ဗောလေဆိုတော့အဲ့လိုမျိုးဝယ်ဝယ်နဲ့ကျွန်တော်တို့ရဲ့ဒီရတဲ့ဝင်ငွေရကျွန်တော်တို့ကောင်းကောင်းမသုံးရပဲနဲ့အကျွေးပြန်ဆက်ရတာတော့ကျွန်တော်တို့ဒီခုနဒီပေးရန်တောင်းတယ်ဗောဒီ liability တွေအတွက်ကိုပဲကျွန်တော်တို့ကပြန်သုံးရတာတွေအတွက်ကိုပဲအဲတော်တော်များများကုန်တော့မှာဖြစ်ပါတယ် အဲဒါကြောင့်မလို့လူကြီးတွေပြောတဲ့စကားတစ်ခုတော့ရှိပါတယ်။မင်းတထည့်သုံးမသုံးနဲ့ဆိုပြီးတော့သူတို့ပြောတာရှိတယ်။အဓိကကတော့ကိုယ့်ရဲ့ဝယ်ဝင်နဲ့ကိုယ့်ရဲ့အသုံးစရိတ်ကိုချိန်မှုအရေးကြီးပါတယ်။အထူးသဖြင့်တော့ကျွန်တော်တို့ဒီအစဉ်ကျင်မဲ့သုံးဆွဲတဲ့ဒီ undisciplined spending ပေါ့လေဒါမျိုးမဖြစ်ဖို့ကျွန်တော်တို့ကအမြဲတမ်းသတိထားဖို့အရေးကြီးပါတယ်။အဲဒါကျွန်တော်တို့ကဒီငွေကြေးသုံးဆမှုနဲ့ပတ်သက်လို့ရှိရင်သူတစ်ပါးအမြင်နဲ့ကျွန်တော်တို့ကလိုက်ပြီးတော့ဒီအသက်ရှင်နေတာဟာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ rules ကိုယ့်ရဲ့စံနှုန်းကိုယ့်ရဲ့သတ်မှတ်ချက်နဲ့ နောက်ထူးသဖြင့်ကိုယ့်ရဲ့ budget နဲ့ကျွန်တော်တို့သုံးဆက်ဖို့အရေးကြီးတယ်ပေါ့လေ။ဟိုတချို့ဆိုရှိတယ်။ဟိုကိုကဒီ branded ပစ္စည်းတွေသုံးလိုက်လို့တံမိုးကြီးပစ္စည်းတွေသုံးပြလိုက်လို့တခြားသူတွေကိုယ့်အထင်ကြီးလာမလားဆိုပြီးတော့ IC နဲ့ကျွန်တော်တို့ကအသုံးဆက်ကြရတဲ့သဘောတဘာဝတစ်ခုလည်းရှိပါတယ်။ဒါတွေအင်မတန်ကျွန်တော်တို့သတိပြုဖို့ကောင်းပါတယ်။ဒါကြောင့်မလို့ပုံကိုချမ်းသာခြင်းအောင်ဆောင်ခြင်းကငွေကြေးကျတဲ့ခြင်းလမ်းစာတစ်ခုပဲဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့သတိပြုဖို့အင်မတန်ရည်ကြီးပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။